အစ္စရေးရဲ့ရုတ်တရက်လေကြောင်းတိုက်ခတ်မှုကြောင့်ဟူသီစူးစီချုပ်သေဆုံးသွားတယ်လို့သိရပါတယ်။အောက်တိုဘာလတွင်ကအစ္စရေးလေကြောင်းတိုက်ခတ်မှုတစ်ခုမှာဟူသီစူးစီချုပ်ဗိုလ်ချုပ်အယ်ကာမာရီသေဆုံးသွားပြီဆိုတာအောက်တိုဘာ16နေ့မှာအစ္စရေးကဝေဝန်ကြီးအစ္စရေးကက်စ်ကတရားဝင်လူသိရှင်ကြားကြေညာပါတယ်။ဒါအောက်ကြီးချင်းအပြင်ဟာမတ်စ်လက်ပြီးတော့ဟူသီဘက်ကိုအစ္စရေးဘက်ကစစ်မျှဝေလှလာတဲ့သဘောဖြစ်ပါတယ်။ ဟူဒီဆွေအဖွဲ့ဝင်ကြီးတွေနဲ့တူစေဦးစီးချုပ်ကိုပါရှင်းနိုင်တဲ့အတွက်ဟူဒီစစ်စင်ရေးရုံးကိုတွားရောက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကိုချီကျူးဂုဏ်ပြုခဲ့ကြောင်းလည်းအစ်ဇွေကက်စ်ကရေးသားပါတယ်။ဟူဒီဆွေအဖွဲ့ဝင်ကြီးတွေနဲ့စစ်ဗိုလ်ချုပ်တွေဆွေးနွေးပွဲလုပ်ချိန်မှာအစ်ဇွေကတည်င်းတိကျရပြီးလေကြောင်းကတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါခိုင်မှုကြောင့်အစိုးရဖွဲ့အများပြားတည်ဆုံကြောင်းခုဒီဖွဲ့ကတရင်ထုတ်ပြန်မိမဲ့စေဦးစီးချုပ်နဲ့စစ်ပဆိုင်ရာအစင်းမြင့်အရာရှိတွေနဲ့ပတ်သက်လို့ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ဒါပေမဲ့ခုအော်တိုဘတ်၆ရက်နေ့မှာတော့စူးစီးကျုပ်ဝိုကျုပ်အယ်ဂါမာရီဟာလေကြောင်းတိုက်ခိုက်ရမှုကြောင့်ရားတဲ့ထင်အားတွေနဲ့တေဆုံးသွားတယ်လို့ဟူတီဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အယ်ဂါမာရီရဲ့နေရာကိုဘယ်သူကိုခန့်အပ်ထားလဲဆိုတော့ကိုတော့ဟူတီဖွဲ့ကထုတ်ပြန်ခြင်းမရှိပါဘူး။ဒါပေမဲ့အစ္စရေးအနေနဲ့သူတို့ရဲ့လုပ်ရည်တွေအတွက်တော့ပြန်ပေးဆက်ရမယ်ဆိုပြီးတော့ဟူတီဖွဲ့ကကြေညာထားတာဖြစ်ပါတယ်။အခုအပြစ်ခတ်ရစရေးကိုအစ္စရေးဟာမတ်ကြောင့်မှလုံနေပြီမဲ့ လက်ရှိမှာအပြစ်ခတ်ရေးစရေးကိုနှစ်ဖက်လုံးကချိုးဖောက်နေတယ်ဆိုပြီးအပြန်အလှန်ဆွဆွဲနေတာဖြစ်ပါတယ်။အီဂျင်နဲ့ထိစပ်နေတဲ့ဂါဇာရှိရာဖာနယ်ဆက်ဖြတ်ကျော်ကဲကိုပါလက်စတိုင်းတွေဝန်ထောက်သားလာဝင်အတွက်ပြန်ဖွင့်ပေးဖို့ပြင်ဆင်နေတယ်လို့ပြောခဲ့ပေမဲ့ဟာမတ်စ်တို့ဟာအပြစ်ခတ်ရေးစရေးကိုချိုးဖောက်ကြောင်းအစ္စရေးကဆွဆွဲထားပါတယ်။ကာဇာမဟာမတ်စ်တို့ဖန်ထားတဲ့ဒဇာကန်တွေရုပ်လောင်းတွေပြန်ပေးရဖို့ငင်းပွားနေစေဖြစ်တယ်လို့စစ်တွေးကြော်တွေလက်နက်ဖြုတ်သိမ်းနေတဲ့ကာဇာရဲ့အနာဂတ် အောက်ချိုရဲ့ကိစ္စကြန့်ရှိနေသေးလို့အပြစ်ခတ်ရစရေးကိုပြည့်စုံမဲ့အလားအလာရှိနေတာဖြစ်ပါတယ်။ဂါဇာမှာဟာမတ်စ်တို့ဖမ်းဆီးခဲ့စဉ်အတွင်းတည်ဆုံသွားတဲ့အစ္စရေးတပ်ကလည်းရုပ်လုံးတွေပြန်လည်ပြည့်ဖို့ငြင်းပွားနေစေလည်းဖြစ်တယ်လို့စစ်သွေးကြွတွေလက်နက်ဖြုတ်သိမ်းရင်းနဲ့ဂါဇာနဂတ်အောက်ချိုရဲ့ကိစ္စကြန့်ရှိနေတဲ့အတွက်အပြစ်ခတ်ရစရေးကိုပြည့်စုံမဲ့အလားအလာရှိနေစေဖြစ်ပါတယ်။တဘောဒီညစလေးလိုက်နာပြီးဟာမတ်စ်တို့မလွဲပြောင်းသွားတဲ့ဒဇာကန်19ရဲ့ရုပ်လောင်းကိုပြန်ပေးရဖို့အစ္စရေးဆိုရကပြောပါတယ်။ ဟာမတ်စ်တို့ကတော့ရုံလုံးဆယ်လောင်းပြန်ပေးအပ်ခဲ့ပြီးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ရုံလုံးအားလုံးကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းပြောပါတယ်။ကြံရှိရုံလုံးတွေကိုရှာဖွေဖို့ကတော့တော်တော်လေးလောက်ကမယ်လို့ပြောပါတယ်။ဂါဇာမှာရုံလုံးတွေထပ်မံရှာဖွေဖို့ဟာဆယ်ရန်များကြီးတွေနဲ့တိုက်ဖောက်ရေးကိရိယာတွေလိုအပ်ကြောင်းဟာမတ်စ်တို့ကပြောပါတယ်။ပြစ်ခဲ့အစဲပြီးနောက်မှာအစ္စရေးတို့ကြောင့်24ဦးထပ်မံတေဆုံးခဲ့တယ်လို့ဟာမတ်စ်အရာရှိတွေကဆွဆွပါလေဟာမတ်စ်ဆွဆွချက်ကိုအစ္စရေးစစ်တပ်ကချက်ချင်းမတုံ့ပြန်မိနဲ့ ါလက်စတိုင်းချုံဟာအစ္စရေးအပြစ်ခတ်ရဆဲရေးနေရာတွေနဲ့တပ်ဖွဲ့တွေအနီးကိုမချင်းကပ်ဖို့တတိပေးချက်ကိုလျှို့ရှုလို့တပ်ဖွဲ့တွေကခြံချောက်တဲ့အနေနဲ့ဖယ်ရှားဖို့ပြစ်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်။ဂါဇာစစ်ပွဲပြီးဆုံးရေးချက်20ပါအစီအစဉ်နောက်တစ်ဆင့်မှာဟာမတ်စ်ကလန်နန်ဒီဆွန်ကအာဏာကိုလွှဲပြီးဖို့တောင်းဆိုထားပေမဲ့ဟာမတ်စ်ကအခုထိငြင်းဆန်နေသေးတယ်လို့အစ္စရေးဘက်ကလည်းပြန်လည်ပြောပါတယ်။ဒါကြောင့်များမကြမီမှာဂါဇာစစ်ပွဲဟာဒီထက်မကနောက်ဆုံးစစ်ပွဲအတွင်းနဲ့ဖြစ်လာစရာအလားအလာရှိတယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ နောက်သတင်းပုတ်ပြောချင်ပါလေရုရှားသမ္မတပူတင်ဟာဟာမက်စ်ခွဲထက်တတိပိုကောင်းနေသူမဟုတ်လို့ယူကရိန်းစစ်ပွဲကိုသမ္မတထရန့်အနေနဲ့ဆုံးသက်နိုင်ပါလိမ့်မယ်လို့ယူကရိန်းသမ္မတဇီလန်စကီကမျှောက်ပြင်ပြောနေပါတယ်ပူတင်ကဟာမက်စ်တမမို့တခြားကြမ်းဖက်သမားတွေတပိုပြီးတတိမရှိပါဘူးသူ့အနေနဲ့ဘုံကျင်းနေတာတွေကိုပဲကြည့်ပါအရက်သားတွေနေနေရာတွေကိုကျဲတာပါ ဒါသူတတိမရှိကြောင်းပေါ်လွင်နေပါတယ်။ဒါကြောင့်ဘယ်ကန်သမားထရန့်အနေနဲ့ယူကရိန်းမှာစစ်ပွဲအဆုံးသတ်အောင်လှုပ်ဆောင်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့သမားဇီလန်စကီကလူမှုကွန်ရက်မှာရေးပါတယ်။အင်အားနဲ့တရားမျှတရေးဆိုတဲ့စကားလုံးဟာရုရှားဘက်ကလည်းလှုပ်ဖြစ်မှသိကြတယ်လို့ဇီလန်စကီကဆိုပါတယ်။တိုမာဟောက်တရင်ကြောင်းနဲ့မော်စကိုဟာဆွနုပွဲတွေလို့ပေါ်အလင်းစလိုလှုပ်ဆောင်နေတာမြင်နေရတယ်လို့ဇီလန်စကီကဆိုပါတယ်။ဇီလန်စကီကဒီအော်တိုဘတ်ဆက်ခွန်မှာဒေါ်နယ်ထရန့်နဲ့အင်ဖီလိုမှာတွေ့ဆုံဖို့ဝါရှင်တန်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ထရန့်နဲ့ ဇီလန်စကီကြားထဲမှာဘာတွေတွေ့ဆုံဆွေးနွေးပွဲတွေလုပ်မလဲတော့မသိရပါဘူး။ဒါပေမဲ့အမေရိကန်နဲ့ရုရှားကြားထဲမှာတော့တွေ့ဆုံဆွေးနွေးပွဲတွေဟာဆက်လက်ပြီးတော့ဖြစ်ပေါ်လာနိုင်ခြင်းအကြောင်းရှိပါတယ်။ဟန်ဂရီမှာတွေ့ဆုံဆွေးနွေးပွဲတွေလုပ်မယ်လို့ကနဦးနှစ်ဖက်လုံးကသဘောတူထားတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကြီးရောက်နေစမှာရုရှားကတော့ယူကရိန်းကိုအစမပြတ်ဆက်လက်တိုက်ခိုက်နေတော့မှဖြစ်ပါတယ်။ဒုံးကြီးတွေ drone တွေမျိုးစုံသုံးပြီးတော့ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ15ကနေ16အနေဖြင့်ဒုံးကြီးဒရုန်းမျိုးစုံ358စနစ်နဲ့ရုရှားကတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းတပ်ကသတင်းထုတ်ပြန်ပါတယ်။ရုရှားဟာအီရန်နဲ့ဒရုန်းစင်320နဲ့တိုက်ခိုက်ရမှာ283စင်းကိုမိမိတို့ပြစ်ချနိုင်ပြီး14စင်းကတော့ပြစ်မှတ်တွေစီရောက်မလာဘူးဆိုပါတယ်။အစ္စကန္ဒါ23ဒုံးကြီး26စင်း၊အစ္စကန္ဒါ K ခရစ်တုံးကြီး20စင်း KA59 ဒုံးကြီး90စင် KA47 M2 ခင်းဆက်ဒုံးကြီး20စင်စုစုပေါင်းဒုံးကြီး38စင်တက်ခရမှာ5စင်ပြစ်ချနိုင်ခဲ့ပြီး18စင်ကတော့ပြစ်ချသွားတယ်ဆိုပါတယ်ပြစ်မချနိုင်တဲ့ဒုံးကြီး16စင်နဲ့က20စင်ဟာပိုတာပါတီတပ်ကဒုံးကိုပိုင်လန်ကိုထိမှန်ပြီးကြံဒုံးကြီးတွေကတော့ပိုတာပါခါခိနဲ့စူမီနေဆက်ဒေသတွေကလူနေတိုက်ခန်းတွေရေးပေါ်ကူညီကယ်ဆယ်ရေးအဆောက်အအုံတွေကိုထိမှန်ခဲ့ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ် ရေဘော်ကွန်ကြီးကစဲဦးညနာဆိုရချန်ဟိဒေတာကစာရိုင်းခုနဲ့ခါကိဒေတာကရေဘော်ကွန်ကြီးကစဲအဆောက်အုံလဲဒုံးကြီးနဲ့ဒုံးနဲ့ထိမှန်လို့အ ਨੇ စုံလူသုံးထံရကြောင်းယူကရိန်းဘက်ကဆိုပါတယ်ရုရှားဘက်ကတော့ခုချိန်ဒီယူကရိန်းနဲ့ဆက်ဆက်ဆွေးနွေးလုပ်မယ်ဆိုတာလုံးဝလေသမဟသေးတဲ့အခြေအနေဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်လူဒါဇနဲ့ချီသေးဆုံးခဲ့တဲ့ပါကစ္စတန်အာဖဂန်တိုက်ပွဲတွေဖြစ်ပေါ်ပြီးနောက်48နာရီကြာပြစ်ခတ်ရဲစေးကိုပါကစ္စတန်ဘက်ကကြေညာပါတယ် အော်ဘားဆန်လိုင်းလေးကပါကစ္စတန်နဲ့အာဖဂန်တို့နယ်စပ်မှာလလလလပြစ်ခတ်တဲ့ခမှုတွေဖြစ်ပွားပြီးစစ်သည်နဲ့အရက်သားဒါဇင်နဲ့ချီတည်ဆုံးခဲ့တယ်လို့နှစ်နိုင်ငံတာဝန်ရှိသူတွေကပြောပါတယ်။နှစ်ဖက်လုံးက48နိုင်ကြပြစ်ခတ်ရဆဲဖို့သဘောတူညီခဲ့တယ်လို့ပါကစ္စတန်ကမကြေညာမိနိုင်ပိုင်းတွင်မှာနှစ်ဖက်ထိပ်ပြစ်ခတ်မှုကြောင့်လူများပြားတည်ဆုံးခဲ့ရတာဖြစ်ပါတယ်။ကာဘူးမှာလည်းဖြစ်ပါတယ်။အာဖဂန်ရဲ့ခြားနေရာတွေမှာလည်းတိုက်ပွဲတွေဖြစ်ပါတယ်။ဒါဟာပါကစ္စတန်လက်ချက်ပါလို့အာဖဂန်ကဆွဆွပြောကြပြီး ပါကစ္စတန်နဲ့အဖဂန်ကြားတပတ်ကြာတိုက်ပွဲတွေဖြစ်ခဲ့ပါလေ။အဲနောက်ပါကစ္စတန်နိုင်ငံကြားရေးဝန်ကြီးဌာနကပြစ်ခတ်ရေးဆေးရေးကိုကြေညာပါတယ်။ကာဘူးမှာရှိတဲ့တလီဗန်ဆိုရကလက်တော့မြန်တဲ့အနေနဲ့အဖဂန်တောင်ပိုင်းမဲဆက်တွေကတရှောက်ခိုးစစ်ဆင်ပါလေ။ဒါကြောင့်ပါကစ္စတန်ကလည်းပြင်းထန်တုံ့ပြန်မယ်လို့ပြောထားပါတယ်။အဖဂန်ဟာပါကစ္စတန်တာလီဗန် TTP ဦးဆောင်တဲ့စစ်သွေးကြောအုပ်စုကို၎င်းရဲ့နိုင်ငံထဲမှာလက်ခံထားတယ်လို့ပါကစ္စတန်ဘက်ကဆွဆွဲပါလေ။ဒီဆွဆွဲချက်ကိုကာဘူးဘက်ကပယ်ချပါလေ။ နိုင်ငံစစ်ပွဲဖြစ်ပွားခြင်းနဲ့အတူအော်တိုဘား15ရက်နေ့ပိုင်းမှာအာဖဂန်နစ္စတန်မြို့တော်ကာဘူးမှာပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက်မောင်းလုံးထနေတဲ့မိဂိုးတွေဟာကာဘူးမြို့တလွန်းမှာမြင့်တက်နေတယ်လို့ဆိုပါတယ်။တာလီဘန်ဆိုရပြောရေးဆိုခွင့်ရှိသူကတော့လောင်စာတရင်ပေါက်ကွဲခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ပေါက်ကွဲမှုတွေဟာပါကစ္စတန်နဲ့ဖြစ်ပွားတဲ့ပြည်ပကနဲ့ဆက်စပ်နေတယ်ဆိုတော့တိကျပြောဆိုခြင်းမရှိပါဘူး။အဲ့နောက်ပိုင်းမှာတနင်္လာနေ့ပြည်သူ့မှာပဲအပြစ်ခတ်ရဆဲတယ်လို့ပါကစ္စတန်ကကြေညာပါတယ်။တာလီဘန်အာဏာပိုင်တွေကလည်း စစ်တပ်ကအပြစ်ခတ်ရေးစဲကိုလေးစားဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားသမ္မတပူတင်နဲ့ဆီးရီးယားသမ္မတတို့ဟာမော်စကိုမှာဆွေးနွေးမယ်လို့ဆိုပါတယ်။ရုရှားသမ္မတပူတင်ဟာမော်စကိုကိုလာရောက်မဲ့ဆီးရီးယားသမ္မတအာမက်အရှားနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ရုရှားရဲ့ကာလာရှိချာမဟာမိတ်ဖြစ်တဲ့ရှေးလေပိုင်းကဆီးရီးယားသမ္မတအာဆက်ကိုဖြုတ်ချခဲ့တဲ့အာမက်အရှားဟာခုကမော်စကိုထိရောက်လာပြီဖြစ်ပါတယ်။ ဒါဟာပြောမယ်ဆိုရင်တော့ပူတင်အတွက်အာမက်အရှာကိုလက်ခံလိုက်ရင်တော့အာဆက်ကိုစွန့်ပြတ်မှာဖြစ်ပါလိမ့်။အာဆက်ကိုပြီးခဲ့တဲ့နှစ်တွင်အာမက်အရှာကဦးဆောင်တဲ့လက်လက်ကိုင်ဖွဲ့ကဖြုတ်ချခဲ့ပြီးတမရအစ်အနေနဲ့ပထမဆုံးရုရှားခီးစဉ်ဖြစ်ပါတယ်။စီးပွားရေးနိုင်ငံရေးပြဿနာတွေပြင်ဆီးရီးယားမှာရှိတဲ့ရုရှားစစ် ခြေစိုက်စခန်ထားရှိမှုနဲ့ပတ်သက်ပြီးစွန့်လွှတ်မယ်လို့သိရပါတယ်။ဒါအပြင်ရုရှားရဲ့တပ်ခြေစိုက်စခန်နဲ့စီးရီးယားမြေတွေပြင်လက်ကမ်းရိုးတွေမှာရှိတဲ့ဒီတပ်စခန်တို့ဟာအရင်ကဆိုဗီယက်ပြင်ပမှာရှိတဲ့မော်စကိုရဲ့တခုတည်းသော တရားဝင်စစ်ကမ်းတွေဖြစ်ပါလေရုရှားဟာ2015ခုနှစ်စီးရီးယားပြည်နယ်စစ်ကိုဝင်ရောက်ဆုတ်ဖက်ခဲ့ပြီးတဘုံတွေထိန်းချုပ်တဲ့နယ်မြေတွေကိုလေကြောင်းကနေပြင်းထန်ပုံကျဲပေးပါလေစီးရီးယားလက်ရှိဆိုရဟာတမရဟောင်းအာဆန်နဲ့မဟာမိတ်ဟောင်းတွေထဲမှာရုရှားနဲ့တည်ငြိမ်တဲ့ဆက်ဆံရေးကိုလိုလားနေပါလေဇူလိုင်လမှာတော့စီးရီးယားနိုင်ငံခြားရေးဝန်ကြီးအာဆာအရှိုင်ဘာနီဟာရုရှားကိုသွားခဲ့ပြီးအစိုးရအသစ်ထဲကပထမဆုံးရုရှားကိုသွားတဲ့ထိပ်တန်းအရာရှိလည်းဖြစ်ပါတယ်။ နောက်တရင်ဘုတ်ပြောခြင်းပါတယ်မာရာဂတ်စကာမှာနည်းနည်းအုပ်ချုပ်မဲ့ကွန်မတီတရဖွဲ့စည်းပါမယ်ရေကောက်ပွဲအစ်မကျင်းမမီတွင်ကူပြောင်းရေးဆိုရနဲ့အတူနိုင်ငံကိုနှစ်နှစ်ထိအုပ်ချုပ်မဲ့ကွန်မတီကိုစစ်တပ်ကဥဆောင်မယ်လို့အစိုးရရှိတယောက်ကပြောပါတယ်လူတော်အမေရိကဆွဆွပြည်နဲ့ခံရတဲ့တမောအန်ဒရီရာဂျိုလီနာဟာရဲ့ဘက်ပေါင်းများစွာဆန္ဒထုတ်ဖော်မှုတွေပြီးနိုင်ငံကနေထွက်ပြေးတိတ်ဆောင်ပြီးနောက်စစ်တပ်ကအာဏာထိန်းလိုက်ပြီးအောက်လွတ်တော်မဟုတ်မြို့သားလွတ်တော်ကလွဲလို့ဖွဲ့စည်းအလုံးဖျက်သိမ်းနေတယ်လို့ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူတွေကပြောပါတယ် အာဖရိကတိုင်းရှေ့ဘက်ကကျွန်းနိုင်ငံဖြစ်တဲ့မာရာဂတ်စကာမှာအထူးစစ်ပဆိုင်ရာတပ်ဖွဲ့ကနိုင်ငံတော်အာဏာထိန်းချုပ်လိုက်ပြီးတမရရာဂျူလီနာကိုယာရုကနဲ့ဖြုတ်ချလိုက်ပါတယ်။ယာရုကဖြုတ်ချခံရတဲ့တမရရာဂျူလီနာကတော့ပြည်သစ်ကိုထွက်ပြေးသွားတယ်လို့ယူဆရပါတယ်။မာရာဂတ်စကာနိုင်ငံမှာတရင်ဘက်ပေါင်းများစွာကြာဦးဆောင်တဲ့ကန့်ကွက်ဆန္ဒပြပွဲတွေပြီးအတွင်ကူပြောင်းရေးအစိုးရအကြမ်းဖက်ဆိုရမဖွဲ့စည်းနိုင်မဲ့ခုလိုမျိုးစစ်တကအာဏာကိုထိန်းလိုက်တာပဲဖြစ်ပါလိမ့်။မိမိတို့အနေနဲ့အာဏာသိမ်းတဲ့မုံမဲနဲ့အာဏာကို ခဏခဏထိမ့်သိမ်းထားတာဖြစ်ကြောင်းသူလက်ရှိစစ်တပ်ကပြောပါတယ်။နောက်ဆုံးသတင်းဘုတ်ပြောချင်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာစီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုဥဆောင်လုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားချန်ကျွီဆိုသူထံကနေအမေရိကန်စုရက်ကဒေါ်လာ14ဘီလီယံကျော်တန်ဖိုးရှိတဲ့ Bitcoin တွေကိုထိ ंछ ုပ်လိုက်ပါတယ်။ကြီးမားတဲ့ Crypto ငွေကြေးလင်လင်မှုနဲ့သူ့ကိုစွန့်ကျင်တင်ထားပါတယ်။ချန်ကျွီနဲ့ပူပေါင်းကြံစီသူတွေဟာယင်းနည်းမျိုးနဲ့လူသူတွေကိုလှည့်ဖြားဖို့အတ္တမခိုင်းစစ်မှုကတစ်ဆင့်ရလာတဲ့ငွေတွေနဲ့ရွက်လေတွေကျက်လက်ရင်တွေ ခြံတွေတိုက်တာတွေကားတွေပီကာဆိုပကြီကားတွေကိုတော့ဝယ်ယူခဲ့ပါတယ်အော်တိုဘတ်စလေးလင်းကပြလို့တဲ့ဆွဲချက်တွေမှာ Program Federation တွေကကမ္ဘောဒီးယားနိုင်ငံခြေဆိုင် Prince Holding Group ဥက္ကဋ္ဌချန်ကျူအား online လိမ်လည်မှုပူးပေါင်းကြံစည်ခြင်းနဲ့ငွေကြေးခဝါချမှုပူးပေါင်းကြံစည်ခြင်းနဲ့ဆွဲချက်တွေပါလေချန်ကျူဟာလူကုန်ကူးမှုခံရပြီးနောက်အမှခိုင်းစေခံရသူများ crypto ငွေကြေးလိမ်လည်သူတွေကိုဥဆောင်ခဲ့တဲ့စကန်တွေကိုကမ္ဘောဒီးယားမှာဥဆောင်လုပ်ကန်ခဲ့ပြီးအဲဒီကနေစဒေါ်လာဘီလီယံပေါင်းများစွာရရှိခဲ့ပါတယ် ။ဒါအပြင်အမေရိကန်နဲ့ပြည်ထောင်အာဏာပါနေကအင်ချန်မြေဖွံ့ဖြိုးတိုးတဲ့ရေနဲ့ဗန်ဒါယီဝန်ဆောင်မှုတွေမှာပါဝင်တဲ့ချန်ကျူရဲ့ကုမ္ပဏီပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့ချန်ကျူဟာလူသမားတွေပေါ်ကြံဖက်ဖို့မိန်ပေးခြင်းနိုင်ငံခြားရာရှိတွေကိုလက်ပေးဖို့ခွင့်ပြုခြင်းအခြားစီးပွားလုပ်ငန်းတွေဖြစ်တဲ့ online လောင်းကစားနဲ့ crypto ငွေကြေးတွေကိုသုံးပြီးတရားမဝင်ရရှိတဲ့အမြတ်ငွေတွေကိုငွေကြေးခွာချခြင်းနဲ့ဆွဆွဲခံနေရပါတယ်။ချန်ကျူဟာအနည်းဆုံး တူဝါတနစ်ကိုဒေါ်လာအတန်း30လောက်ထိဝင်ငွေရှိကြောင်းတစ်ချိန်လုံးကကြွားဝါဖို့ပါလေ။ရိုင်ဂန်ဘန်နိုင်ဦးညီဌာနထုတ်ပြန်ကြေညာပြီးခဲ့တဲ့နှစ်ကအမေရိကန်နိုင်ငံသားတွေဟာအရှင်းအောင်အရှာအခြေစိုက်တွေနဲ့မှုကြောင့်ဒေါ်လာ10ဘီလီယံထက်မနည်းဆုံးရှုံးခဲ့ပါလေ။သူကသူဗင်းဆက်လို့နာမည်ပေးထားတဲ့ရှန်ရှူဟာအော်တိုဘတ်14ရက်နေ့ထိလူမြောက်နေဆဲဖြစ်ပြီးပြည်မှုထင်ရှားရင်1040ကြခံရမှာဖြစ်ပါလေ။တရားဝင်ခွင့်ပြုတာကအမေရိကန်ဆိုရအနေနဲ့သူ့ထံမှထင်ကျွတ်ထားတဲ့ Bitcoin ပေါင်း12000ကျော်ကိုအလင်းခံရသူတွေအားပြန်လည်ပြည့်နေတယ်ဆိုပါတယ်။ ကွန်ကွေတန်မိုးဟာလက်ရှိပေါ်စီဒေါ်လာ33,300ရှိပါတယ်။ချန်ကျူဟာအမေရိကန်ကမ္ဘောဒီးယားလက်ရှိဝန်ကြီးချုပ်ခွမ်မာနဲ့သူ့ဖခင်ဝန်ကြီးချုပ်ဟွမ်ဆာတို့ရဲ့အကြံပေးဖြစ်တဲ့ဆောင်ရွက်မှုပါတယ်။အင်္ဂလိပ်ရဲ့လော့ဘွယ်တူကဲ့သို့ကမ္ဘောဒီးယားကလည်းသူ့ကိုဘွယ်ထူးချီးမြှင့်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမိမိတို့နဲ့မဆိုင်ကြောင်းဖွဲ့မိသားစုကတော့ပြောထားပါတယ်။ Chandria Prince Holding Group Company ဟာကမ္ဘောဒီးယားမှာစင်တာစက်ကူနဲ့မနေထူထောင်ထားပြီးအဲ့ဒီနေရာတွေမှာအတင်းအဓမ္မဖန်ဆီးခံရတဲ့ရွှေပြောင်းလူသမားတွေကိုရင်းနှီးမြှုပ်နှံလူသူတွေထောင်ပေါင်းများစွာကိုဆက်သွယ်ပြီးရင်းနှီးမြှုပ်နှံမှုတည်ဆောက်ပြီးတော့ကြီးမားတဲ့အမြတ်ဆုံးတွေရရှိတဲ့မျှော်လင့်ချက်နဲ့ခရစ်ပတိုငွေကြေးတွေလွှဲပြောင်းမှုကိုသွေးဆောင်ခိုင်းခဲ့တယ်လို့သိရပါတယ်။